ထက်အကြီးအကဲကိုရာသပန်ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုဖို့ပါကစ္စတန်လွှတ်တော်ကအမဲခွဲအတည်ပြုခဲ့ကြောင်းသိရပါတယ်။ပါကစ္စတန်မှာစစ်တပ်ဟာအော်ဇာအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးနိုင်ငံရေးမူဝါဒတွေအပေါ်မှာလည်းချေလေနိုင်စွမ်းကြီးကြီးမားမားရှိပါတယ်။အခုသတင်းပတ်မှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အဆိုပြုချက်တွေကိုလွှတ်တော်ကအမဲပေးဆုံးဖြတ်ခဲ့ပြီးစစ်တပ်အကြီးအကဲအာဆင်မူနာအတွက်နောက်ထပ်လုံပိုင်ခွင့်ပါဝါအသစ်တွေအနှင်းလိုက်တဲ့အပြင် ရာသပံပြဋ္ဌာန်းကင်းလွတ်ခွင့်ကိုပါပြဋ္ဌာန်းအတည်ပြုပေးလိုက်တာပါလွတ်တော်ရဲ့အတည်ပြုချက်အရမူနာဟောသူအသက်ရှင်နေသမျှအကာလပတ်လုံးဟန်းစီတာတရားဆွဲဆိုတာတွေကိုခံရတော့မှာမဟုတ်ပါဘူးတစ်ဖက်မှာတော့ဒီကိစ္စဟောအာနာရှင်လန်းစင်စီဥတည်နေတယ်လို့ဝေဖန်မှုတွေလည်းထွက်ပေါ်နေပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြင်ဆင်သတ်မှတ်ချက်အရပါကစ္စတန်ရဲ့တရားစီရင်ရေးကဏ္ဍမှာကြီးမားတဲ့အမူအရအပြောင်းလဲတွေလည်းရှိလာတော့မှာပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကိုထောက်ခံသူတွေကတော့ ဒီတက်မှတ်ချက်ကြောင့်စစ်တပ်ရဲ့အဖွဲ့အစည်းပုံနဲ့လုံပိုင်ခွင့်နေမှာပိုမိုရှင်းလင်းပြတ်သားတိကျတဲ့အခြေအနေမျိုးကိုထောက်ပံ့ပေးနိုင်ပြီးမလိုလားအပ်တဲ့တရားရေးအရှုပ်အထွေးတွေကိုရှောင်ကွေးနိုင်မယ်လို့ပြောပါတယ်နျူကလ িয়ার လက်နက်ပိုင်ပါကစ္စတန်နိုင်ငံရဲ့နိုင်ငံရေးနယ်ပယ်မှာတော့စစ်တပ်ဟာနောက်ွယ်ကနေအဓိကခြေလှယ်တဲ့အင်အားစုအဖြစ်နှိရှေလာများရပ်တည်နေတာပါတခါတလေမှာတော့အဲ့ဒီအာဏာနဲ့လုံပိုင်ခွင့်တည်မြဲဖို့အတွက်စစ်အာဏာသိမ်းတာမျိုးတွေလည်းရှိခဲ့ပါတယ်အခုဥပဒေအပြောင်းအလဲကတော့ ပါကစ္စတန်ဆိုတာအရက်သားနဲ့စစ်တပ်ပူးတွဲအုပ်ချုပ်နေတဲ့နိုင်ငံဆိုတာပိုပြီးမြင်သာသွားစေတယ်လို့နိုင်ငံရဲ့အကဲခတ်တချို့ကပြောပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရမှာတော့လက်ရှိသမ္မတဟာလည်းရာသက်ပံပြစ်မှုပြစ်ဒဏ်ကင်းလွန်ခွင့်ကိုခံစားရရှိမယ်လို့သတ်မှတ်ထားပါတယ်။အဒီအဆိုပြုချက်ကိုလွှတ်တော်အမတ်၃ပုံ၂ပုံကထောက်ခံမဲ့ပေးပြီးအတည်ပြုခဲ့ကြတာပါ။နိုင်ငံအချို့မှာဒီမိုကရေစီစနစ်နဲ့အညီရွေးကောက်တင်မြှောက်ထားတဲ့သမ္မတတွေကိုရာသက်ပံပြစ်ဒဏ်ကင်းလွန်ခွင့်ပြုတာမျိုးရှိနေပြီဖြစ်ပေမဲ့ မရနဲ့ဒန်းတူစစ်တပ်အကြီးအကဲကိုပါအခုလိုအခွင့်ထူးမျိုးပေးအပ်တာကတော့ရှားပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ2022ကလေးကပါကစ္စတန်ကြီးတပ်ရဲ့အကြီးအကဲဖြစ်တောင်းဝန်ယူခဲ့တဲ့မူနာရဲ့လက်အောက်ကိုရေတပ်နဲ့လေတပ်ရဲ့စီမံခန့်ခွဲခွင့်တွေပါရောက်ရှိသွားမှာပါ။တနည်းအားဖြင့်မူနာဟာလက်နက်ကင်တပ်အားလုံးရဲ့အကြီးမှုအဖြစ်လုံပိုင်ခွင့်ပို့ပြီးတူးမြင့်ရရှိသွားမှာဖြစ်ပါရဲ့ရှင်။